ပရိသတ်တွေကိုနောက်ဆုံးအချိန်ထိဖျော်ဖြေသွားခဲ့တဲ့ဒေသန်ရှင်အန်တီနိုပရိသတ်များရှင် အဒီနိုကွယ်လွန်သွားတာပရိသတ်တို့အားလုံးပဲသိမယ်လို့ထင်ပါတယ်။ကျွန်တော်ဘဝမှာနောက်ဆုံးအကြိမ်ပထမဆုံးအကြိမ်ဆိုမဲ့တခြင်းတစ်ပုဒ်ရှိတယ်ဆိုပြီးတော့ပရိသတ်တွေကို surprise တိုက်ဖို့လုပ်ခဲ့တဲ့အဆိုတော်အဒီနိုကတော့အခုဆိုရင်ပရိသတ်တွေကိုတကယ် surprise တိုက်ခဲ့တာပါ။အဒီနိုရဲ့အဖြစ်ကစကားနောက်တရားပါဆိုတဲ့အတိုင်းဖြစ်နေတာပါ။ EDS အဖွဲ့ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာသူကတခြင်းတစ်ပုဒ်ကို surprise တိုက်ပြီးတော့ဖြောပြေဖို့လုပ်ခဲ့တယ်လို့သူရဲ့ဖြောပြေမှုကအားလုံးကိုဝမ်းနဲ့ချီးကျွေးစေခဲ့ရလဲဖြစ်ပါတယ်။ ပရိသတ်အားပေးမှုကိုခိုင်မာရထားတဲ့ Metal အဆိုတော် Adino ကတော့မထင်မှတ်ထားတဲ့အချိန်မှာပဲပရိသတ်တွေကိုတသက်တာခွဲခွာခဲ့ပြီလဲဖြစ်ပါတယ်။သူဟာအီဒီယက်ဖွဲ့ရဲ့နောက်ဆုံးပြိုပြေးပွဲမှာပါဝင်ဖြောပြေးပင်းရင်နဲ့အားလုံးကြောခိုင်းခဲ့ပြီလဲဖြစ်ပါတယ်။ EDS အဖွဲ့ရဲ့နောက်ဆုံးဖြောပြေးပွဲကို အော်တိုဘာလ25ရက်နေ့က Eastern Yangon Event Park မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီပွဲမှာ FIBA 109ရဲ့ founder Adino ကကိုရိုင်းပါဝင်သီဆိုရင်နဲ့ပရိသတ်တွေကိုနှုတ်ဆက် က်ဖျော်ဖြေခဲ့တာလည်းဖြစ်ပါတယ်။အဒီနိုကတော့နောက်ဆုံးပွဲကိုလာကြည့်ကြတဲ့ပရိသတ်တွေခြေနှက်မှုရှိအောင်စင်ပေါ်မှာတချင်းတွေကိုအမိုက်စားတီးဆိုဖျော်ဖြေခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေရဲ့အားပေးမှုတွေလက်ခုပ်တန်နေတဲ့အတူတီးဆိုဖျော်ဖြေခဲ့ပေမဲ့မထင်မှတ်ထားတာက အဲဒီနေ့ရောက်သူရဲ့နောက်ဆုံးနေ့ဖြစ်နေတယ်ဆိုတာပဲဖြစ်ပါတယ်။တချင်းလေးကိုအမိုက်စားဖြစ်အောင်ဖြောပြနေတဲ့သူကိုယ်သူလည်းဒီပွဲကသူ့အတွက်နောက်ဆုံးဖြောပြဝဲဖြစ်မယ်ဆိုတာကိုမသိခဲ့သလိုစစ်အောက်မှာအားပေးနေကြတဲ့ပရိသတ်တရားလည်းအဒီနိုရဲ့ဖြောပြမှုကိုကြည့်ရတာကဒီတစ်ခါနောက်ဆုံးလို့ထင်ကြမှာမဟုတ်ပါဘူး။အဒီနိုကတော့စင်ပေါ်မှာရေမွန်ရဲ့မငုံနေလို့ဆိုတဲ့တချင်းကိုမူအပြည့်နဲ့တီးဆုံနေတဲ့အချိန်မှာရုတ်တရက်လဲချခဲ့တာမို့ပွဲကြီးပရိသတ်တရားပွဲမှာရှိတဲ့လူတွေအားလုံးမှာထိတ်လန့်ခဲ့ရတာလည်းဖြစ်ပါတယ်။ လဲကျသွားတဲ့အဒီနိုကိုအဖွဲ့သားတွေကလာပြီးတော့ကူညီကြသလိုဆေးအောက်ကပရိသတ်တရားလည်းအဒီနိုရဲ့နာမည်ကိုအော်ဟစ်ပြီးတော့ရင်ယွနေခဲ့ကြပါရယ်အဖွဲ့သားတွေကတော့ရုတ်တရက် hug attack ဖြစ်ပြီးတော့လဲသွားတဲ့အဒီနိုကိုအသက်ကယ်နည်းရွယ်နဲ့ကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့အရာမတင်ခဲ့ပါဘူးအဒီနိုကတော့ heart attack ဖြစ်ပြီးတော့အဲဒီနေရာမှာတင်လဲကျသီဆုံးခဲ့ရတာလည်းဖြစ်ပါရယ် အဒီနိုကတော့ဂီတကိုမြင်လို့ပြီးတော့ပရိသတ်တီကိုဘလောက်ချစ်တယ်လဲဆိုတာနောက်ဆုံးအချိန်ထိသတိပြခဲ့ရလဲဖြစ်ပါတယ်။သူကကျမ်းမာရေးမကောင်းလို့အမှုပညာအလုပ်တွေကိုတိမ်မလို့ဖြစ်ပေမဲ့ဒီတစ်ခေါက်မှာတော့ပရိသတ်တီကိုဖျော်ဖြေခြင်းနဲ့စိတ်နဲ့တခြင်းတွေကိုစူးစမ်းပြီးတော့တည်ဆူခဲ့ရလဲဖြစ်ပါတယ်။ အဒီနိုကနှလုံးနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးတော်တော်ခြုံချတဲ့သူပါ။သူကနှလုံးရောဂါအခံရှိသလိုနှလုံးနဲ့ပတ်သက်ပြီးတော့ heart attack ခဏခဏဖြစ်ပူပါရယ်။သူကနှလုံးသွေးကြောပိတ်ရောဂါရှိလို့တေချာကုသချရသလိုနှလုံးမှာ heart stent နှစ်ချောင်းထည့်ထားရတာလည်းဖြစ်ပါရယ်။အဲလိုမျိုးဆိုးရွားတဲ့ကျန်းမာရေးအခြေအနေကြောင့်တေချာကယူဆိုင်ပြီးတော့နေနေရတာပါ။အထီးကိမခံတဲ့ကျန်းမာရေးအခြေအနေကြောင့်အနုပညာအလုပ်တွေရနာထားရတဲ့အဒီနိုကအခုဆိုရင်သတိထားနေတဲ့ဂျာကနေဖြော ပြေပွဲလုပ်ရင်းနဲ့အားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီလည်းဖြစ်ပါတယ်။သူရဲ့ခွဲခွာမှုကတော့ဂီတလောကမှာရောပရိသတ်တီချမ်းမှာပါဟိုလေးတကြော်ကြော်ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။အမှုပညာရှင်အတိုင်းဝိုင်းကတော့အဒီနိုရဲ့အဖြစ်ကိုကြားရတဲ့အံ့ဩပြီးတော့စိတ်မကောင်းဖြစ်ကြသလိုသူ့လိုလူတော်မျိုးကိုဆုံးရှုံးရတာဂီတလောကအတွက်နစ်နာမှုတစ်ခုပဲဆိုပြီးတော့ဝမ်းနဲ့ချီကွေးနေကြတာလည်းဖြစ်ပါတယ်။သူရဲ့ရုပ်တရက်ဆန်တဲ့သိဆုံးမှုမှာပရိသတ်တီကလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်နေရပါတယ်။ အသက်39နှစ်သာရှိသေးတဲ့အဒီနိုရဲ့သေဆုံးမှုကတော့မြင်ရသူတိုင်းကြားရသူတိုင်းကစိတ်မကောင်းများစွာဖြစ်ပြီးတော့မိသားစုနဲ့ထပ်တူဝမ်းနည်းနေကြတာလည်းဖြစ်ပါတယ်။အဒီနိုကတော့ပရိသတ်တွေအပေါ်ထားတဲ့အချက်တွေကိုသူ့အသက်နဲ့လဲပြီးတော့သတိပြခဲ့ရလည်းဖြစ်ပါတယ်။အဒီနိုတရားကောင်းရပုံဘဝကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးလည်းကျေးဇူးများရှင်ပါတယ်ရှင်။